အားလုံးပဲမင်္ဂလာပါရှင်။နှွေဦးနရသိန်း channel ကနေကြိုကြိုလိုက်ပါတယ်။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးတွေကတော့ဆရာတိုက်ထွန်းတဲ့ရေးသားတဲ့လက်ပြဝေးဝေးဆိုတဲ့ဝတ္ထုတော်လေးနဲ့သူ့ရောက်မယ်ဆိုတဲ့ဝတ္ထုတော်လေးနှစ်ပုဒ်ပဲဖြစ်ပါတယ်။လက်ပြဝေးဝေး တသိမ့်သိမ့်ဖြင့်ဧရာဝတီသည်လွန်ခဲ့သောဇနစ်တုန်းကလိုပင်ငိမ့်ငိမ့်ညင်ညင်တသွင်သွင်စီစဉ်နေစေမင်းဝန်တောင်တန်းသည်ပင်အဖြောင့်အတန်းမပြဲအချို့အမိုင်းမပြဲရုံစွာအဆုံးသူထိုင်းနေကြကြောက်လှေခဲ့တယ်လေသူ့အပေါ်မှာမိုးထားသည့်ဇီးပင်ရိပ်သူကြောပေးထားသည့်ကန္နာဇီးအိုဤမျက်နှာစာမြည်သည့်အရာမျှမချာနာငငယ်တုန်းကလိုပင် တရင်တနည်းခံစားအောင်မေ့နိုင်သည်ကြီးတို့တစေ ဆယ်စုနှစ်တခေတ်တည်းသူ့ကြောပြင်ပေါ်မှာဖြတ်တန်းကျော်သွားခဲ့ပြီဆယ်နှစ်ကာလနေအောင်အတဲ့ဆောင်နဲ့သူ့အရေးများအရှိအတိုးအဆုတ်အတိုးဖြစ်လာရသည် သူသည်တန်းသူစီစာတစ်ချိန်မှာ မောင်လူသစ်ဂောဝင်ဟူသောကင်မွန်းတပ်မင်္ဂလာအခမ်းအနားလေးတစ်ခုကျင်းပခဲ့ပုံကိုတရေရေမြင်ရောက်နေမိသည်ဒီစဉ်ကမူလိုင်းကောင်းဖြူပြုတ်ပြတ်တို့သူ့ချင်းရင်ရေစက်စီအပြေးလာရောက်ရိုက်ပုတ်တီကိုပင် သူအားကောင်းချီးပြုနေသည်ဟုအထင်ရောက်ခဲ့သည်။သူသည်လိုင်းဤလေးတွေပေါ်အလိုက်တင်ထိုင်နေသော နေဝန်ဤအသွေးရောင်ကိုစတော်ဘယ်ရီသည်နှင့်တင်စားခဲ့မိသည်။ဟီရာကလစ်တပ်စ်အမည်ရှိ ခေါမအဘိဓမ္မာရှား၏အဆိုအမိန့်တစ်ခုကို အမတ်မထင်တတိယသည်။စက္ကန့်နှင့်အမျှပြောင်းလဲနေသောမြင့်ရည်စီမှာ မောင်လူသည်ဂောဝိန်ပြောင်းလဲခြင်းအားဆင်ခြင်ကြည့်မိသည်။မြစ်တမြင့်ထဲမှာရင်းနှခါချိုးလို့မရဘူး။ လွန်ခဲ့သောဇန်နစ်ကဇီးပင်ရိပ်ကြောက်လိကတဲ့မှာထိုင်ပြီးဝင်လူစဲနေမင်းကြီးကို ငေးမောကအချက်ဝိထုတွေနှဲ့နှဲ့လေးရှာဖွေနေခဲ့ဖို့သည်မောင်လူသည့်ဂောဝင်နဲ့စကားပြောခြင်းနေသည်သူသည်မြက်လေကောင်မှာဤပဲဤပဲလှုပ်ခတ်ရွေလျားနေသောငှက်လေးအားလွမ်းဆွတ်ဆွတ်ကြည်နေမိသည်ငှက်လေးပေါ်မှာအေးအေးကိုမြင်ရသည် တရက်လည်း22နာရီမြအိမ်မောကြတတ်သောကန္နာစီသည်ယခုတော့စူစူညံညံစီစီကားကားမြင့်မာသောတာယိုးကြီးပေါ်မှာကန္နာစီကြီးသည်နိုင်ပေါင်းများစွာအထီးကျန်ဖြစ်နေတတ်သောကြောင့်ယခုလို ရှုပ်ထွေးစိမ့်ဆုံမှုများရှိတတ်သောနတ်နှခင်အချိန်များသည်မင်္ဂလာအပေါင်းနှင့်ပြည့်စုံနေတတ်သည်မောင်မောင်သည်ဈေးဝယ်များတိုးဝှေ့သွားလာနေကြသည့်လမ်းကျဉ်လေးမှာကတိကတ္တထိုင်နေသည် သူသည်ခိုတော်မုတ်တီတောင်းကလေးတစ်ခုဘေးမှစောင့်ကြောင်ထိုင်ရင်းမုတ်တီစားနေသည်ပကံလုံးထဲမှမုတ်တီမြင်များတစ်လုံးနှလုံးစားများသာကြံတော်သည် သူသည် မုတ်တီဝါဝါထိန်ထိန်များခဏနှင့်စားကုန်သွားမှစိုးနေဟန်ရှိသည် သူကဖြူတန့်သောပိတ်စားနှင့်ရစ်ပတ်စီးထုတ်ထားသော ဟင်းကြုံအိုးလေးပေါ်မှပကံလုံးလေးရွယ်ဝဲလိုက်သည်။မုန်တီတဲ့မိန်းကလေးများသည် အုံမုတ်ခွက်လက်ကင်ရှိတတ်ထားသောဟင်းရီခက်ရောက်ချို့ကို မြေအိုးထဲနှင့်နေသည် မိန်ကလေးသည်ဟင်းကြိုရီအိုအားရစ်ပတ်ထားသောပိဿာလေးကဲ့သို့ဖြူတန့်ချီလင်းသောအလှပိုင်ဆိုင်ပြီး မုန်တီမြင်လေးတွေအားထိန်ထိန်ဝါသွားစေသည်ဆနွန်းရောင်များသောတနခါထူထူကိုတမက်တမောရှိဟန်တူသည် မောင်မောင်ကမိန်ကလေးနာမှာစကားတူတူတူဆိုနေသည်ခိုးတော်မုန်တီတဲ့မိန်ကလေးသည်ရှက်မြက်တောင်ချထားသည် မောင်မောင်သည် သူ့ပခုံးစွန်မှကပ်ဖြတ်သွားသောထမိန်နှားများကိုပင်ကယူမဆိုင်မီ။အေးအေးရဲ့ဖြေပါ ဟုထက်ခါထက်ခါဆိုနေသည်ကြတော့မင်းကလေး၏နှကန်းပါပါက စကားတန်ချိုချိုထွက်လာရ၏။နှစ်ဖြန်ကြအဖြေပေးပါမယ်နော်။သူသည်ဆယ်နှစ်ကျော်ကခိုးတော်မုတ်တီတဲ့မင်းကလေးအားတတိယနေမိသည်။ဟောဒီဇီးပင်ရိတ်လင်းမှာမောင်မောင်ဆိုတဲ့ကောင်းလေးတယောက်အေးအေးကို မျောနေလိမ့်မည်။အေးအေးတို့ငှက်လေးကဒီနေ့မှကြားလိုက်တာ။ဟောဟိုမဟိုမတောင်ပြင်ကိုပတ်ပြီးအေယာဝရီကိုအလိုက်တင် ဖြတ်လာတဲ့ငှက်လေးဟာ အေးအေးတို့ငက်လေးလားတင်မောကြီးတစင်းသည် ဆန်တက်ခုံမောင်းသွားရင်လှိုင်းလုံးမုံမုံများပေါက်လို့ပဲစားထားပစ်ခဲ့သည်ဒီလှိုင်းလုံးကြီးတွေကအေးအေးတို့ငက်လေးကိုစောစောကားကားထမ်းမှပြစ်လိမ့်မည်ဟု မောင်မောင်မတွေးမီရှက်ဆက်လိုက်တာငက်လေးသည် သူ့ဝမ်းပိုက်ထဲကတက်ရှိတက်မဲ့ဟူသည်၍အေယာဝတီထဲတွန့်ချပြစ်လိုက်ပြီး သူသည် မောင်လူသည်ဂောဝင်ဤရွှေရင်ဆုဇာကြောင့်အမိရှိဝိတုတော်လေးတဲကရုပ်ပုံလွှာများကို ပြန်လည်ခန်းစားမိသည် သူမျက်စီထဲမှာပြေလွှာလှုပ်ရှားစုဝေးဝိုင်းအောင်ရှုပ်ထွေးနေသည် သူ့နားထဲမှာဆူညံအော်ဟစ်မေးမြန်းဖြေကြားလုံထွေးနေသည်ဝိတုလေးကြောင့်ဖြစ်ပေါ်သွားသောကြရက်လေးများကို တွေ့ပြီးတော့ယခုပင်ရင်ထဲမှာနှွေးကနေဖြစ်သွားသည်မိတို့ပင်ဖြစ်စီ 25ပြားတန်ဘီရင်စာဆောင်ငယ်လေးပေါ်မှာဖွားမြောက်တန့်စင်ခဲ့သောသူသည် မောင်လူသည့်ဂောဝင်းဟူသောအမည်သည့်တစ်ခုပိုင်ဆိုင်ရခဲ့ပြီသူသည်ကန်းဆက်မှာချော်ချော်မောမောမေးတင်ဆိုက်ကက်လာသောငှက်လေးထဲမှာအေးအေးပါမလာနိုင်တော့မှန်းနားလေလိုက်သည် သူသည်မြင့်မာသောကမ်းပါတစ်ထစ်မှာရပ်ထားသောရေစီလေအားစိတ်ဝင်စားနေမိသည်ရေစက်ဖောင်ငယ်လေးပေါ်ရှိရေစုပ်ဆက်ကတဆင့်ရေဖြစ်ယူနေသော ရေစီလဲကိုအတန်ကြာငေးမောနေမိသည် နှစ်ပိန်းပြောင်းရွှဲသောကြွဲကြီးနှကောင်သည်ရွှွင့်ရည်များလူကယုံထလာသည်ဆွဲအားကြောင့်ရော့ရဲရဲတန်ခွေများတင်းလာသောအခါကျွန်းတဲ့လုံးကြီးများရှော့တိုက်ပါလာသည်စိတ်ကန်းမှစိုက်ကက်ထားသော မော်တော်ခေါမိုးပေါ်ကပေပါကွန်များကိုတဝုံဝုံကန်ချနေကြသည်ရေထဲမှပွမ်းကနေပွမ်းကနေကြလာသောပေပါများကိုကမ်းပေါ်သို့ဆဲယူနေကြသည် မော်တော်မှကန်နာသို့ထိုးထားသောကုန်းပေါင်များသည်ဤပဲ့ဤပဲ့ အလိုက်တဲ့ဟန်ချက်ညီညီပြေးဆင်းလာတော့လောသမားကြီးများ၏ပကုံးပေါ်မှာကုံစီဝင်ထုံများရုတ်တရက်သူသည် ကိုဝင်းလိုင်ကိုတတိယလာသည် ကိုဝင်းလိုင်ကြောင့်မောင်လူသည်ကိုဝင်း၏အထိတ်ပဲပုံမောပြေဆုံးလာရသည်ဟု ပြန်လည်ဆင်ခြင်မိသေးသည်ကိုဝင်းလိုင်ကဘီလက်မြေတံပန်းကိုလက်ညှိုးထိုးပြနေသည်သူကကိုဝင်းလိုင်ညွန်ပြရာတံပန်းပတ်ဝန်းကျင်ကို လိုက်ကြည့်မိသည်အေယာဝရီကိုဖြတ်တိုက်လာတော့တော်တလင်းလေသည် ပူပြင်းပါလျာလွန်သည် ုံတင်ကုံချလှုပ်သားကြီးတွေခြေထောက်များကြားမှာပိပိရေရေကောင်းလေးများတိုးဝေနေကြသည်ကိုမြင်ရ၏အိပ်ပေါအိပ်ပြဲများကတွန့်ဖိတ်ကြသည့်ပြီးလက်မြင်များပေကြံဖြူဖွေးနေသော ကောင်းလေးတွေလက်ချောင်းများကို အတိတ်ပဲဖွင့်နေမိသည်ကိုဝင်းလိုင်း25ပြားတန်းစားဆောင်ငယ်လေးမှာ စာပေပြိုးကင်းလေးလှုပ်နေရသည့်သူ့ကို မတန်တဆ6လမ်းပြနေသည်ဟုအထင်ရောက်သွားမှလဲစိုးရိမ်နေဟန်တူသည်ဝိတုသဘောတရားတွေယတစာပေဖွင့်ဆိုချက်တွေ ဘာဘာညာညာအကိုနားမလဲဘူးပြောလဲပြောမပြတတ်ဘူးစိတ်ကိုရင်ချစ်ကိစ္စလေးတွေရဲ့အပြင်ဘက်မှာလဲဝိတုလေးတွေရှိနေသေးတယ်ဝိတုရေးစရာလေးတွေရှိနေသေးတယ်ဆိုတာကိုသာသူကောဝင်ကိုတစ်ခေါက်ပြန်ရောက်တော့မေးကြည့်မိသေးသည်မြည်သူစီကမှကိုဝင်းလိုင်းလိမ့်စာအစ်ကိုမေးမြန်းတောင်းယူရရှိခွင့်မကြုံခဲ့အင်ဂျီတုံလုံးကလေးငယ်များဝါဖောင်ထိတ်ကနေ၍အေယာဝရီဤလျှို့ဝှက်သော အတွင်ပိုင်းတည်းထိခေါင်းထိုးငုတ်ရှိုးသွားသည်ကိုမြင်လိုက်၏ ဘေဒင်ထူးစားဆောင်တွင်ဘေဒင်ထူးစားဆောင်တွင်လက်ပွေတရင်စာရောင်းသမားတအိုးသည်ဈေးလန်းကျင်းလေးထဲမှတိုးဝင်ရင်អော်နေသည်ဈေးတယ်ဈေးဝယ်တော်တော်များများသည်ထူးစားဆောင်အားပော့ပော့ပါပါပင်ဝယ်ယူနေကြသည်တနင်္လာနေ့တိုင်းထုတ်ဝေသောနှစ်ရွက်ရှစ်မျက်နှာစားဆောင်ငယ်လေး၏မျက်နှာဖုံးတွင် လာမည့်တောက်ကြာနှင့်ယုံတင်ပြသမည့်မြမရုပ်ရှင်ဇာတ်ကားမှမင်းသမီးတည်းဤစိုးပြေဖွင့်ဝေသောအလား နောက်ကျော်ဖုံးမှာမြန်မာမျက်စိကိုဝိဇာဤကြော်ညာအတွင်းစာမျက်နှာ၄၅ကဘေးတွင်ခொနည်းရဲ့သားသမီးတို့သည်တနင်းလာပေါင်းမြောက်များစွာကိုဖြတ်ကျော်ရင်းရှေ့ရေးအိမ်မက်များကိုပုံဖော်ကျင်းနေကြသည်ဘေးတွင်ကိုယုံကြည်ကိုစားလွန်၍တော့မဟုတ်တန်ရ25ပြားတန်းစားဆောင်ငယ်ပေါ်ကလည်းမိမြကြည်ကျဲသော မျှော်လင့်ချက်များရရှိနိုင်မလဲ။ တို့တစီခေါ်ဝင်ပဝင်ခြင်းကကိုကိုမမဦးဦးတော်တော်များသည်ထူးစာဆောင်လေးကို သူတို့ဖတ်မှတ်လေ့လာအပ်သောစာဆောင်လေးတစ်ခုအဖြစ်အတိအမှတ်ပြုထားကြသည်။ကပြာကတော်ကြော်ညာဖတ်စရာမှတ်စရာတွေထဲမှာဝိထုတော်လေးတစ်ပုဒ်ကိုလည်းရှက်နွယ်ဖွဲ့စည်းထားသေးသည်။ယခုတနင်္လာမှာ မောင်လူသည့်ဂောဝင်ဤဆတ္တမသမုတ်တရားဝိထုတို့သူသည်ဆက်ချုပ်ကုံကိုမိပြီး သူ့မမ၏စီရင်ချက်အားငံလင်နေသည် မခင်မြင့်သည်ခွေးချေခုံလေးပေါ်ဝါဖိုင်သောခန္ဓာကိုယ်ကြီးကိုမမြမတတင်ပြီးသူ့ဝတ္ထုကိုဖတ်နေသည် မခင်မြင့်နောက်မှာဆက်ချုပ်တင်ကောင်းမလေးတွေတဲကကျစမီရှေလေးသည်သူ့အားခိုးကြည့်နေသည်ကို သတိထားမိသည်ကောင်းလဲမကောင်းဘူးထင်ထားသည့်အတိုင်းပင် မခင်မြင့်က တုံ့ပြန်လာ၏ဒါကတဘာဝတယုတ်ဖို့ဗျခမကြိုက်တတ်တဲ့ချစ်တာတွေကြိုက်တာတွေမပါဘူးသူကမခင်မြင့်ကိုစသလိုနဲ့လူတက်ကြီးလုံနေမိသည် အင်ဂျီဇာတွေဈေးတက်လို့ဖောက်တယ်တွေမလာတာနင်မသိဘူးလားစိတ်ညစ်ရတဲ့အထက်နင့်ဝတ္ထုဖတ်ရတာဘာမှလည်းမသိဘူးတာယိုးဘေးကဖိုးခွေးတို့အရက်ဖုံးတို့ပြီးတော့ရှက်စရာကြီးတွေလည်းပါသေးတယ်သူကစိတ်ညစ်သွားတော့သူ့မမဝဝဖိုင်ဖိုင်ကြီးကိုကြည့်ရင်တနာလာသည် သူကဆက်ချုပ်တာအလုံးမဖြစ်ရင်လဲဒေါ်ဝတ်ကြီးနဲ့ဆက်တယ်ပေါ့ဟုတ်ပြောင်းဆက်ဆက်ဆိုတော့မမကအကက်ကြီးနေရွယ်သည် မည်သို့ပင်ဖြစ်စေကမူသူပထမဆုံးရေးသားခဲ့သောဘဝတရုပ်ဖော်ဝတ္ထုတို့လေးကိုပင်ကိုဝင်းလိုင်ကြီးကဒေါ်ဝက်နှင့်တမီများကြောင့်ညာဟုဆိုလာသောအခါမကြည်မနက်ဖြစ်နေမိသည်သူသည်25ပြားတန်စာဆောင်လေးများမှာဝိတုတို့ပေါင်း20ကျော်ရေးပြီးသောအခါတွင်ဂောဝင်ကို ထားရစ်ခဲ့ရသည်တခါကသူ့ဝိတုတို့တပုတ်တလေးကိုပင်ဖတ်ဖြစ်ခြင်းမရှိခဲ့သောမခင်မြင့်ကြီးအားနှုတ်ဆက်ရန်တတိယလာမိသည်မခင်မြင့်သည်သူပရိသတ် သူကမခင်မြင့်တို့အသိဆွဲမှုသည့်စာရင်းဆရာ ကန်းနာစီကိုလေသည်ဓမယုံလေးလိုစိတ်ငြိမ်နေသည်မခင်မြင့်ခန္ဓာကိုယ်တဝဲပျောက်ဆုံးသွားခြင်းအပေါ်မှာမယုံနိုင်သလိုဖြစ်နေမိသည် ပိန်သွားတယ်နော်မမမြင့်နင်လည်းဒုဘက်ကိုပေါမလာတော့ဘူးနင့်မေဆုံးတော်မှာပဲနင့်မိပါရစီလာတော့တယ်ဒါလည်းဘယ်နှစ်ပြန်မလဲနှစ်ပြန်လားမပြန်လို့ဘယ်သူကထမင်းကြွေးထားမလဲမမမြင့်ရ မခင်မြင့်ထံကအလိုမကျသောတုံ့ပြန်တမ်းကြားရလိမ့်မည်ဟုမျှော်လင့်မိသေးသည်။သို့တော်သူမကငြိမ့်ချနေသည်။ကလေးဗန်ယောက်ရပြီတော့။လက်နှချောင်းခွဲ ထောင်ပြလိုက်သည်။အိမ်အောင်ကျသွားကလေးကလူရောအဝါရောပျောက်သွားလိုက်တာနော်။အတန်ထွက်အောင်ရေမိသည်။အင်ကြီးကြိုက်ခုံပေးမှရက်နေသော ကောင်မလေးတွေထံကလည်းရေတန်းချိုးလွင်စွာကြားလိုက်ရသည်။ဒီကောင်မလေးတွေထဲမှာဆယ်နှစ်ကျော်ကကျဆမီးလေးကိုရှာကြည့်မိသေးသည်။ နင်စာမရေးနိုင်တော့တာကိုပြောတာပါ။ဘာဖြစ်လို့စာမရေးနိုင်ရတော့မှလဲမာကြီးကကျွန်တော်စာရေးနေတော့မဲ့ဥစ္စာမောင်လူသက်ပဲ။အဲဂေါဝင်တော့ဖြုတ်ပြလိုက်ပြီ။မခင်မြင့်မျက်နှာပေါ်မှာယုံကြည်လက်ခံမှုအရဲ့ရောင်များမတွေ့ရ။ဘယ်မှာရေးတာလဲ။ထူးစာဆောင်မှမရှိတော့တာပဲ။သူကို25ပြားတန်းစားဆောင်လေးပေါ်ကမောင်လူသည့်ဂေါဝင်အဖြစ်ထဲတိုးရီမမြင်နိုင်သေးသောမခင်မင်းအပေါ်မှာအလိုမကျဖြစ်မိသည်။သူရေးသားနေသောမဂဇင်းမီကိုရွတ်ပြမိသည်။ မဖတ်ဘူးပေါ့သူအတော်စိတ်ပြည့်မိသည် သူဆယ်နှစ်ကျော်စာဝင်နေတဲ့တစ်ဖက်နဲ့ရုံးကန်တိဆောက်ခဲ့သော စာပေဘဝလေးကို သူ့ဝတ္ထုတို့လေးများတလျှောက်လုံးဖတ်လာခဲ့သည့်မခင်မြင့်လိုပရိသတ်ကမှအတိမတ်ပြုခြင်းမရှိလင်သူမောပန်းနွမ်းနေသွားရသည်ဒီတော့မှဈေးထဲမှာဖြတ်တန်းလာစဉ်စာမေးဖြစ်တော်မူလားစာရေးဆရာလေးဆိုသည့်သူ့မိတ်ဆွေဟောင်းများ၏နှုတ်ဆက်စကားအနက်ကို နားလည်လာရသည် သူသည်ဝိတုတိုလေးများပါဝင်သောလများကိုပင် မိုက်မဲစွာရွတ်ပြလိုက်မိသည်သည်မခင်မြင်ကတို့ဘယ်မဂဇင်းမှမဖတ်ဖြစ်ပါဘူးဝယ်လဲမဝယ်နိုင်ဘူးဖတ်ချိန်လည်းမရပါဘူးသူကလစဉ်ထုတ်မဂဇင်းဆောင်ရည်နဲ့တန်း30ကျော်လူဦးရေကိုအချိုးချကြည့်မိသည်တရုတ်ဖော်ပုံလေးများနဲ့စွတ်စွတ်လှပသောသူ့ဝိတုတိုလေးကိုမတွေ့မိသောမခင်မြင်အပေါ်မှာညူဆူခဲ့ခြင်းအတွေ့ရှက်ရွံ့သွားမိသည် ဟိုလွန်ခဲ့သောဆယ်နှစ်ကျော်က25ပြားတန်းစာဆောင်လေးပေါ်ကမောင်လူသည်ဂောဝင်နှင့်ယခုမဂဇင်းစာမျက်နှာများပေါ်ကမောင်လူသည်တို့ကိုနှိုင်းယှဉ်စဉ်းစားမိသည် သူသည်ဆက်ချုပ်ခုံပေါ်ကအပြင်းမဲ့သို့လှမ်းကြည့်လိုက်သောအခါအေယာဝရီ၏ငိမ့်ငိမ့်ညင်သာသော ရေအလင်းကိုမြင်နေရသည်မခင်မြင့်တည်သောမောင်လူသည်ဂောဝင်ဆိုသည်မှာမနေ့ကအမြင့်ရည်စီးနှင့်အတူမရှိတော့ မခင်မြင့်တို့သည်လည်းမဂဇင်းစာမျက်နှာများပေါ်ကမောင်လူသစ်၏ဖြတ်တန်းခြင်းကိုတည်ထားမိခြင်းမရှိလိုက်အချိန်ကာလအားဖြင့်နေရောင်ပြိုးပြစ်အောင်မှစီစဉ်နေသောအေယဝရီ၏ရေအလင်ကိုပင် တုံနေတုံနေ နိုင်လွန်းသည်ဟုထင်နေမိသေးသည်တိုက်ထွန်းတဲ့ခရမ်းနှုတ်ရောင်ပွင့်သည့်ဝတ္ထုတို့များစအောင်မှ နောက်တစ်ပုတ်အနေနဲ့ကြာတိုက်တွန်းသက်ပဲရေးသားထားတယ်။သူ့ရောင်မဲဆိုတဲ့ဝတ္ထုတော်လေးကိုထပ်မံဖတ်ပြပေးသွားမှာဖြစ်ပါတယ်။သူ့ရောင်မဲ ူယောက်ျားတန်နိုင်ကခေါင်းအပေါ်ခေါင်းချလိုက်တာနဲ့တရှူရှူအိပ်ပျော်သွားတတ်ပေမဲ့ကျူကျူကတော့အတွေးတန်တရားရှိပြီးညံ့နဲ့စမြဲပါသူတို့စီးပွားရေးလုပ်ငန်းဖြစ်တဲ့ biscuit နဲ့အမုံမျိုးစုံဆိုင်ကြီးရဲ့ရောင်းရည်ဝယ်တာကိစ္စတွေကျွေးပူကျွေးအေးကိစ္စတွေအဟောင်းပေးအစ်စ်ယူနေဖောက်တဲ့ကြီးများရဲ့ကိစ္စတွေတွေးတွေးပြီး၁၂နာရီလောက်ပောက်သွားတာကြီးပေါ့မနေ့ကျတော့လေ၄နာရီခွဲ၅နာရီလောက်အိမ်ရထပြီး အပေါ်တက်တဲ့ဖျားဝိပြို့တဲ့အချိန်ကလည်းတနာရီလောက်ယူလိုက်သေးတာမို့အဲ့ချိန်တိတ်မရှိလာပါဘူး။နေ့လယ်နေခင်လူရှင်းတဲ့အခါဆိုင်အကူလိုက်တဲ့နုနုစိန်လေးကိုစောင့်ခိုင်းပြီးကြောလေးပါလေးဆန့်ပေးရတယ်။နေ့လယ်ပဲအမေးလွန်သွားပြန်ရင်လည်းညကြာမျက်လုံးကြောင်ပြန်ရော။ကျူကျူမျက်ခွန်တွေလေးလာပြီးအိပ်ပျော်တော့မလို့ဖြစ်လာပြီးဆိုရင် သူ့ယောက်ျားတန်းနိုင်က ရောင်ပြန်ပါတယ်။တန်းနိုင်ရောင်ပုံကတခါတလေတိုးတိုးတခါတလေကြဲကြဲ။ တခါတလေညင်ညင်သားသားတခါတလေအလံတကြကြည်လိုက်ရင်တော့နှစ်နှစ်ခြိုက်ခြိုက်ကြီးအိပ်ပြောနေတာပါပဲဒါပေမဲ့တယောက်ထဲစကားတွေပြောတယ်တယောက်ထဲအော်ဟစ်တယ်တယောက်ထဲရမ်းဖြစ်တယ်တကယ်လို့များလက်မထက်မိကသာညတိုင်းညတိုင်းအိပ်ပြောရင်းနဲ့ရောင်တက်တဲ့တန်းနိုင်အကြောင်းကြိုသိခဲ့ရင်ယူမယူပစ်ခဲ့ပါမလားလို့ကြူကြူစဉ်းစားကြည့်ဘူးရဲ့စဉ်းစားတာကြည့်မိတာပါ လက်ထက်ရဲ့ကိစ္စထိခိုက်လောက်အောင်တော့အနောက်ရှယ်ဖြစ်လိမ့်မယ်မထင်ပါဘူး။ကျူကျူကတန်းနိုင်ကိုချစ်ရှာတယ်။မျက်စီအောက်ကအပြောက်မခံနိုင်လောက်အောင်ကိုချစ်ရှာတာပါ။ညာကာစားကတော့အဲ့ဒီလိုရောင်တက်ရမ်းတက်တဲ့လင်တော်မောင်အကျင့်ဆုံးကြောင့်အတော်လေးကတိကအောက်ဖြစ်မိတယ်။မင်္ဂလာဦးညာကအဖြစ်ဆိုရင် အခုတွေ့အခုကြောချမ်းပါ။ရဲလဲရဲခြင်းပါ။အတန်ထွက်ပြီးအော်လာဟင်လာရမ်းဖြစ်လာနဲ့လုံနေတဲ့သူခင်ပွန်ပူပူနွေးနွေးကြီးကိုကြည့်ပြီး ဘာလို့ရမှန်းမသိပဲကြောက်နေလိုက်တာလေဟဲ့ကောပြစ်ရရင်ပြစ်လိုက်စမ်းမင်းပြစ်ရရင်ငါတေးရဲတယ်ကွာဒါပေမဲ့ငါတေးတာနဲ့မိကျူကမင်းကိုပြန်ချစ်သွားမယ်ထင်သလားမိကျူကငါမှငါကွာတန်းနိုင်ပါဇက်ကထွက်လာတဲ့အတန်းကဆက်ဇလန်ဖွင့်လိုက်သလားလို့ထင်ကောင်းထင်နိုင်တဲ့အပြောမောမောနဲ့အိပ်ပျော်စာကြွကြွခမရခရောင်ကရန်ထထိုင်ပြီးဂရင်မောကဆင်ရတယ် လှုပ်နှိုးရင်လက်တွေခြေတွေနဲ့ပုတ်လိုက်ခတ်လိုက်မှာကိုကြောက်လို့ခတ်ဝေဝေကနေနှူရရှာတာကျွကျွကိုသဘောကျတဲ့ကုံတဲ့တယောက်ရှိတယ်စစ်ဘော်တယောက်ကလည်းမိဘများစီချင်းကပ်ဖို့တယ်အဲ့ဒီနှစ်ယောက်လုံးကိုမိဘတွေကသဘောကျတယ်ကျွကျွနှစ်သက်တဲ့သူရွေးဖို့အခွင့်အရေးပေးထားတော့ကျွကျွကတန်းနိုင်ကိုရွေးလိုက်တာဆယ်တန်းမအောင်အလုံးမရှိသေးတဲ့တန်းနိုင်ကိုချစ်တာတစ်ခုတည်းနဲ့ရွေးလိုက်တာမိဘတွေကတန်းနိုင်ကိုမနှိမ်မြို့ဘူးလူပြော့လူညံ့တကူကောင်းသမား မိမကိုဒုက္ခပေးမဲ့ပုံမျိုးလို့နမိတ်ဖန်ကြတယ်။အဲ့ဒီညကတော့ဘဲတယောက်နဲ့ဖိုက်တင်ချပြီးရှောင်းရမ်းနေတယ်လေမပြောတတ်ဘူး။ကျူကျူကမလိခချစ်သူဆိုတဲ့မျက်လေးနဲ့ကောလိပ်ကျန်နေဝင်ပါတဲ့ရုပ်ရှင်ကားကို ပြည့်တတိယမိလိုက်သည်။တရားဟိုဘက်ထိပ်ဒီဘက်ထိပ်မျက်နှချင်းဆိုင်ပြီးတနက်ကြီးတရားရန်လှုပ်ရင် အော်ကြဟစ်ကြစကားတွေများကြတာကိုပေါ့။အခုလေကျူကျူကိုကြိုက်တဲ့တယောက်ယောက်နဲ့ရင်ဆိုင်တွေ့နေကြပြီပေါ့။ ကျူကျူကအိမ်မက်တွေမက်ပြီးရောင်ရမ်းတာလို့ထင်ပေမဲ့တန်းနိုင်ပြန်ပြောတော့ဘာအိမ်မဲမှမမက်ဘူးဆိုပဲအိမ်မက်မက်မက်ပဲအသက်လွတ်ရောင်တာဘလာချီဆဲတာမျိုးတန်းနိုင်တဲ့တကယ်တဲ့အိမ်မပဲကျူကျူမြင်ဘူးရတော့တယ်မင်္ဂလာဦးညာကအသားတွေတဆတ်ဆတ်တုံပြီးကြောက်ခဲ့ရပုံလိုပဲရဲစရာကောင်းတဲ့အတွေ့အကြုံတွေအများကြီးရခဲ့ပူတယ်တခါများပရိစေရင် မိကနေဖြစ်သွားတော့ပြောဥစိမ့်မပြောဥစိမ့်မ လို့လက်ကုတ်တီခေါ်လိုက်တဲ့အတန်ကြားရတယ်။လက်ခုံများတီးလိုက်တာမှဖြောင်းဖြောင်းဖြောင်းဆိုပြီးတုံးချက်တောင်းတန်းနိုင်ကဥစိန်မောင်ကိုလှန့်ခေါ်တော့ကျူကျူလေးအိယာကလူလဲထားပြီးတကားပါဝါရောက်သွားရောဥစိန်မောင်တော့အပြေးလိုက်မိတာလေတန်းနိုင်ကလည်းမိကျူလိုက်စမ်းလိုက်စမ်းလို့អော်လိုက်သေးတယ်လေတကားကလန့်တွေဖြုတ်ပြီးမှတန်းနိုင်ရောက်နေတာကိုကျူကျူတတိယတဲ့ဥစိန်မောင်ဆိုတဲ့ကတားကကုံတဲ့ကြီးစီကလည်းရကြအကျွေးတွေရှိနေတာကို တန်နိုင်ကတော့ညတိုင်းလိုလိုရောင်နေတတ်တာပဲတညကြစပိန်ချင်းဝင်ဆောင်လိုက်တညကြဖက်နှက်ပြောက်လိုက်တညကြရုပ်ရှင်ရုံမှာသူ့ထိုင်းနေတဲ့ကလထိုင်းပေါ်နောက်ကနေခြေထောက်တင်လို့ဆိုပြီးရံဖြစ်လိုက်ရင်ဖို့ရထိတ်လန့်ရအေးပြက်ရတာများတော့ကျွတ်ကျွတ်ခမရိုးသွားရောညကကြကားလို့စိတ်နောက်ရှဲမဖြစ်တော့ရောမကတန်းနိုင်မှမယုံသေးရင်တောင်ကျွတ်ကျွတ်အဖိုးအိတ်မပြောနိုင်တော့တယ်လို့လို့ရှင်ညကရောင်းလိုက်တာလို့ကျွတ်ကျွတ်ကပြောရင်တော့ ပေါက်တက်ကြရကွာလို့တန်းနိုင်ကလှုပ်ချင်သေးတယ်။မင်းနားကြလွှဲတာနေမှာပါ။ကိုနှစ်နှစ်ချာချာအဲ့လိုမှကောင်းလိုက်တာလို့လဲဆိုတတ်သေးတယ်။လက်ဆောင်လက်ကင်မိတာတောင်မုံလောက်အုပ်လှုပ်ချင်တဲ့လူဆိုတာရှင်လုံးဟာမျိုး။နောက်ကြကက်ဆက်နဲ့အတန်ဖန်ကိုထားအောင်မယ်။ပျော်ပြီးကြူကြူစိတ်ဆိုးရင်တော့ပြုံ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 နဲ့ဒီလိုပြောတတ်တယ်။ကို့ပါဇက်ကကနန်းတွေပါတယ်ရောင်းရင်တော့ငါမိမ့်မှတေချာမှတ်ထားဆောင်ကွာ။ကနန်း၃လုံးဖြစ်ဖြစ်ကနန်း၅လုံးဖြစ်ဖြစ် တို့ထီထူးရအောင်တဲ့တမနက်ခင်အိယာကားထအဘော်တတ်တဲ့ဖျားရှိခိုးပရိစိတ်မြစ်တာပို့ပြီးလှေကားကဆင်းလာတဲ့ကျွတ်ကျွနားတဲ့ကိုသူ့ယောက်ျားတန်းနံရဲ့ထူးဆန်းတဲ့ရောင်ရမ်းမြည်တမ်းတမ်းကြားလိုက်ရတယ်။ဘယ်တော့ကမှမနက်ပိုင်းမှာ ရောင်လေရောင်ထမရှိဘူးတာမို့ကျွတ်ကျွနားတဲ့ဆန်းသွားတယ်။နားကြများလွဲ့သွားသလားလို့တောင်ဖြစ်မိသေးရဲ့။ဒါပေမဲ့လှေကားရင်ကျွတ်ကျွတို့အခန်းထဲကထွက်လာတဲ့စကားသံနဲ့အတူ တခိခိရေလိုက်တန်းပါနားနဲ့ဆက်ဆက်ကြားရတော့ကျွကျွခြေပြားလက်ပြားတွေတောင်းအိတ်ဆက်သွားရှာတယ်။လေကလေးတွေပေါ်ခြေထောက်တွေကြမှကြရလားတောင်းမသိလိုက်ပဲ။ကြောင်တကောင်လိုအတန်တိတ်ပေါ့ပါစွာအိတ်ခမ်းဝါရောက်ရော။ကျွကျွကခန်းစည်းစဆွဲအဖွင့်။မိဘပေါ်မှာတော့ထမင်းအိုးကပော့ပွက်ဝေးကြလို့ငရုတ်ဆုံမှာစက်တုံပြူနဲ့ဂျင်းထောင်းလက်စတန်လန်း ပကံမြတစ်ချက်ထဲမှာအကွင်အကွင်ဖြစ်ပြီးဘဝပြောင်းသွားရတဲ့ခဲန်းကျင်သည်မှဲ့မဲ့ရဲရဲတွေစဖို့မှုနုနုစိန်ကတော့မိဖို့ကြောင့်မှမရှိပါဘူးအိရှင်မရဲ့အခန်းထဲမှာယာရူတိုးလို့ကျူကျူလဝါရီနာသွားတယ်နုနုစိန်ကပါးနှစ်ဖက်ကိုပို့ရင်ငိုတယ်တန်းနိုင်က ကျူကျူကို ဖက်ထားတယ်ကျူကျူကယုံတယ်အပေါ်တက်မှာအိတ်နေတဲ့သားနှစ်ယောက်လဲဝုံဝုံတိုင်းတိုင်းအတန်ကြားလို့ပြေးဆင်းလာကြတယ် မိဖို့ထဲမှာပြန့်ကျဲနေတဲ့ပကံခွဲရောက်တွေခရမ်းကျင်သေးဘက်တွေထမင်းရည်တွေချက်လက်စာထမင်းတွေကိုတားနှစ်ယောက်ကြောင်းငေးကြည်နေတယ်။အပြစ်ကင်းစင်တဲ့မူလာရန်ကြောင်းသားလေးနှစ်ယောက်ရဲ့ပေဟလိမျက်နှာများကိုကြိုကြိုကြည့်ပြီးရင်ထဲမှာဆုတ်တက်လာတယ်။တားလေးတွေမသိစေချင်ဘူး။ကြိုကြိုပါဇက်ကပါသန်းမှမထွက်တော့ပဲမျက်ရည်တွေပဲဒရဟောလှုပ်ပေးလိုက်တယ်။နောက်ရဲ့နုနုစိန်သူ့အိမ်သို့ပြန်သွားတယ်။ ်ဦးတန်းနိုင်ဒေါ်ကျူကျူမာတို့ရဲ့ပီစကစ်ဆိုင်ကြီးလဲတရက်ပိတ်လိုက်တယ်။ကျူကျူအခန်းအောင်ပြီးငိုနေတဲ့အချိန်တန်းနိုင်က အရက်ဆိုင်ရောက်နေတယ်။နောက်တရက်ကျူကျူတယောက်တည်းဆိုင်သွားထွက်တော့နေ့လယ်ဘက်တန်းနိုင်လိုက်လာတယ်။ကျူကျူကဘီစကစ်မုံတို့တွေကန်ကြောက်ချိုးဖဲ့ပြပြတော့ကုတ်ကုတ်ကလေးပြန်သွားတယ်။အိမ်မှာမိဖို့ကြောင့်တဲ့ကျူကျူရောက်နေချိန်မုံမုံနဲ့ဝင်လာပြန်ရော။အိမ်လုတ်တွေကျူကျူတယောက်တည်းလုံနေတာမကြည့်ရဖူး။ နုနုစိန်ကိုပြန်ခေါ်ကြရင်ကောင်းမယ်ဆိုတဲ့အကြံတောင်းလာပေးတယ်။ကျူကျူကကြရအိုးနဲ့ကောက်ထူတယ်။မဟုတ်ဘူး။တို့မှာကိုကွဲမရှိဘူး။နုနုစိန်ကအားကိုးရတယ်။ဆိုင်လုပ်ငန်းရော အချက်ပြုတ်ရောအမှုသမားကလက်ထွက်မသွားသေးပဲရစ်နေပြန်သေးတယ်။ကျူကျူပါဇက်ကနက်နက်ချိန်ကတိတ်တန်သားတွေထွက်ကုန်တယ်။နုနုစိန်ကဆယ်တန်းနှစ်ခါကြာအိမ်နာကကောင်းမလေ။သူ့မိဘများကခေါ်ထားပါဆိုလို့ အယောင်းဝယ်လဲတင်ပေးရင်ကိုပေါ်လောင်ဘက်လဲရလို့အိမ်ခေါ်ထားခဲ့တာအိမ်ရှင်မအခန်းနေ့ထိကျူကျော်ဝင်ရောက်ဖို့ခေါ်ခဲ့တာမှမဟုတ်ပဲကျူကျူအော်တော့ဆဲတော့တန်းနိုင်ကငြိမ့်နေတယ်မူးပြီးပြန်လာပြီဆိုဒီအကြောင်းမဲစကားစားတယ်သူ့မို့ပြောရဲတယ်ပြောရက်တယ်ဆိုပြီးကျူကျူစိတ်နာလာမိတယ်တခါတော့ကျူကျူကနုနုစိန်ကိုငါခေါ်ပေးမယ်ငါ့ကိုနင်းကွာပေးငါတို့သားမိတွေဒီအိမ်မောကဆင့်ပေးမယ်လို့ပြောချလိုက်ရော တန်းနိုင်ကတွေ့ပြီးပေးရနေတယ်။ချီတုံချတုံစဉ်းစားနေတဲ့ပုံမျိုး။ကျူကျူတန်းနိုင်ကိုကြည့်ပြီးဝမ်းနေလဲဝမ်းနေစိတ်ပြက်လဲစိတ်ပြက်လာလို့အဘေါ်ဒတ်တက်ပြေးပြီးတစ်တာတလုံးဆွဲယူချလိုက်တယ်။အိတ်ခမ်းထဲကအဝတ်တွေကောက်သိမ်းနေတော့မဟုတ်ဘူးမိကျူမဟုတ်ဘူးမိကျူကိုကိုမစွန့်လွတ်နိုင်ဘူးမိကျူမသွားရဘူးနုနုကိုပဲဒီခေါ်ထားကြင်တာလို့ပခုံးကင်ပြီးလာပြောပြန်တယ်ကျူကျူကသူ့မျက်နှာကိုအဝတ်တွေနဲ့ပောက်တယ်အင်ဂျီတွေဆွဲဆုပ်တယ် လျှက်စက်မိတိုင်းပေါက်ခွဲပြတဲ့သူ့ကိုလည်းအခန်းထဲကမောင်းထုတ်တယ်။တရက်တော့အသားငယ်ကိုပြောတဲ့။သားငယ်ကပြန်ပြောတယ်။မေမေအန်တီနို့ကိုခေါ်မပေးရင်ဖေဖေက သူ့ကိုသူတတ်တယ်မာတဲ့။ဖေဖေကြီးတနာပါတယ်မေမေရဲ့အန်တီနို့ကိုခေါ်ပေးလိုက်ပါတဲ့။သားငယ်ကိုတင်ပေးလိုက်တာ။ကလေးကိုတဆင့်ချင်းချောက်ခိုင်းတာ။ကျူကျူနုနုဆိုင်ကိုသွားခေါ်ပေးလိုက်တယ်။တရက်ထဲနေတဲ့နုနုဆိုင်ရဲ့မိဘများအိမ်လိုက်ပြီးခေါ်ပေးလိုက်တယ်။ခဏလိုက်ခဲ့ပါအောင်ညီမရဲ့ဆိုတော့ ကလေးမလေးလိုက်လာရှာတယ်။မူမူနဲ့အိပ်ပျော်နေတဲ့တန်နိုင်ကိုနှုတ်ပြီးမျက်နှချင်းဆိုင်ပေးလိုက်တယ်။နုနုစိန်ကငိုတယ်။တန်နိုင်ကိုလည်းမမကျူစိတ်ဆင်းရဲအောင်မလုပ်ဖို့နဲ့ရက်တန်းကရက်ဖို့ပြောပေးတယ်။ကျွကျွကိုကတော့ပြီးသူရင်နံချောင်းခဏပြန်မဲ့ဦးလေးတွေအတော်တွေနဲ့သွားနေမဲ့အကြောင်းပြောတော့ကျွကျွကမုံပိုးပေးလိုက်ဖို့စဉ်းစားသေးတယ်။ရုပ်ရှင်တွေတဲကလို့ငွေနဲ့ပေါက်ထုတ်တာမျိုးအထင်ခံရမှာဆိုလို့ပြီးတော့မပေးပြလိုက်ဘူး။ နှုတ်နှုတ်စဉ်ရင်နံချောင်းကပြန်ရောက်ပြီးစက်ချုပ်အတင်းနေချိန်အထိတန်းနိုင်အမြင်မပြတ်သေးဘူးစက်ချုပ်ဆိုင်လိုက်ပြီးတွေ့ဖို့ကြိုးစားသေးတယ်လို့ပြန်ကြားရတယ်နှုတ်နှုတ်စဉ်ကဒီတစ်ခါဆိုကတ်ကြီးတက်လက်ပဲပြန်ပေးလိုက်မယ်လို့ကတ်ကြီးကို တင်းတင်းဆုံရင်ထွက်တွေ့လိုက်တော့ခေါင်းငိုက်ဆိုင်ချပြန်သွားတယ်လို့ဆိုကြတယ်ကျူကျူမသိချင်အောင်ပဲဆောင်းနေလိုက်တော့တယ်ကျူကျူနေပုံထိုင်ပုံတေသက်လိမ္မာပုံကို အလုံးကအံ့ဩကြတယ်။ဒိန်းတလိမ့်နဲ့ပုတ်ခံရတဲ့မိမနဲ့လည်းမတူအောင် ကိုယ့်ပဲပြန်လဲလာအောင်စူးစမ်းတဲ့မိမတွေလိုလဲပြည်တီတီပုံမပေါ်အောင်မှန်တမ်းနေပြနိုင်တယ်။ဒါပေမဲ့ညညတော့အိမ်မပြောနိုင်ပါဘူး။အတွေးတန်တရားကြောမျိုးရင်လူကလှိန်ကပေါ့။ဒီမှာကြွကြွတခုတရိထားမိတယ်။တန်းနိုင်တယောက်မယောင်တာကြပါဘကော။အဲ့ဒီညကကြွကြွမအိမ်နိုင်သေးပဲတန်းနိုင်အယောင်ကိုစောင့်နေမိတယ်။ညတာကရှေ့လိုက်တာ။တန်ချောင်းခောက်တန်းဟာတစ်ချက်ပြီးတစ်ချက်ပိုးလာတယ်။တန်းနိုင်ကအတန်မထွက်ဘူး။ ကျွတ်ကျွတ်ကိုအကျော်ပေးပြီးငိမ့်နေတဲ့တန်းနိုင်ကိုကြည့်ပြီးတစ်ချက်တွေးတယ်။ဒါအိတ်ချင်အောင်စောင်းနေတာပဲဖြစ်ရမယ်လို့မိုးလုံဝတာကောင်းလာတဲ့အခါမှာအိမ်အောင်သေးဆိုတာဒီလိုအဖို့တယ်လေးတွေရှိတတ်ကြတာပါပဲလို့ဝိုင်းရဲ့အမကြီးများကအမှတ်ချက်ပေးကြတယ်။အခက်ခဲများကိုကြော်လွားအောင်မြင်ခဲ့တဲ့ကျွတ်ကျွတ်ကိုလည်းဂုဏ်ပြုစကားဆိုကြတယ်။ကျွတ်ကျွတ်ကလည်းအိမ်အောင်ရင်းပညာဒီပလိုမာရခဲ့တဲ့သူတယောက်လို့ဘဝင်တွေမြင့်ပြီး ညကစားအင်ရှင်မလက်တယ်လေးတွေကိုလက်ချပြန်ပေးရတာအရသာများရှိလို့ဒီဘက်ညများမှာတော့သူတို့ကိုတန်းနိုင်လဲအိတ်ချင်အောင်မဆောင်တော့ဘူးကြူကြူအိတ်ပြောနိုင်အောင်တန်းနိုင်တယောက်ရောင်းရောင်းလို့တောင်းပေးနေပြန်ပါပြီအရှိတောင်အာရှဘောလုံးပွဲကိစ္စလဲတန်းနိုင်ကရောင်းပေးတယ်ဈေးကြိုတော့ယုံတစ်ကြီးမှာဆိုင်ကန်းရဖို့ငွေသွင်းရမယ်ကိစ္စလဲရောင်းပေးရှာတယ်ထီကိစ္စဓာတ်စီကိစ္စ တားနှစ်ယောက်အထက်တန်းအကြောင်းပြောင်းမှုကိစ္စရောင်60စုံပါရောဒါပေမဲ့တန်းနိုင်ရောင်တဲ့အထက်မှာနုနုစိန်အကြောင်းမပါတော့မပါရကောင်းလားလို့ကြူကြူကတိကအောင်ဖြစ်တဲ့ပက်နဲ့ပက်နဲ့ဒီလျောက်ရှေးလျာပေးများတဲ့ကာလာကြီးတစ်လျှောက်လုံးကြူကြူမတိလိုက်ခင်ရောကြူကြူတိပြီးတဲ့နောက်အချိန်ထိပါတခါမှနုနုစိန်ရဲ့နာမည်တန်းနိုင်ပါဇက်ကမယောင်ဘူးပါလားရေလို့ပေါ့ရောင်တဲ့ဆိုကြဲကနေဘက်မှာဆွဲလန်းတဲ့ကိစ္စတွေ မကျေနပ်ချက်တွေမျောလင့်တာတွေစိတ်ကူးရင်တာတွေဖြစ်ချင်တာတွေအကုန်ပါရမှာပေါ့ဘာဖြစ်လို့နုနုစိန်အကြောင်းကြားမှမရောရတာလဲကြွကြွမနေနိုင်တော့ဘူးတရှူရှူအိပ်ပျော်နေတဲ့တန်းနိုင်ကိုနှုတ်မေးရတယ်ဇွတ်ထပြီးအထိုင်ခိုင်းရင် သူ့လက်နှစ်ဖက်ကိုလှုပ်လှုပ်ပြီးမေးမိတယ်ဒီတော့တန်းနိုင်က အိမ်မုံဆုံးမွားနဲ့ရှာလေးအားလေးဖြေပါရဲ့ဟာမရောမှုဆုံးမတော့မဆွဲလန့်လို့ပေါ့ကွရှိမှာပဲ။ တဲ့ဖြေပြီးတာနဲ့ခေါင်းမော်ဒုံဆူခေါင်းပြန်ကျသွားရောကျူကျူမှောင်ထဲမှာပြုံပြုံကြီးထိုင်ကြံရတဲ့တန်းနိုင်ကတော့အိမ်မက်ထဲမှာနုနုစိန်လေးနဲ့ပြေးလို့လွှားလို့တူတူပုံလို့တိုက်ထွန်တဲ့မြန်မာမောင်မဂဇင်းဒီဇင်ဘာလ1993ခုနှစ်ဆရာတိုက်ထွန်တဲ့ရဲ့ဝတ္ထုတို့နှစ်ပုတ်ကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ် နားဆင်အားပေးခဲ့ကြတဲ့သူအားလုံးကိုຫນွေဦးနရသိန်း channel ဝိုင်းတော်သားအားလုံးကကျေးဇူးအများကြီးတင်ပါတယ်ရှင်။